အားလုံးပဲမင်္ဂလာပါ။ Now UC YouTube Channel လေးကနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုတခါနေဆက်ပြီးမယ့်ဇာတ်လမ်းလေးကတော့ဆိုင်းဆရာအကဆော်ရေးသားထားတဲ့စုံဒီဥပါဒာနဲ့မက်ကြီးရဲ့ဏီကုံအတွဲတည့်ရဲ့စာစဉ်ဆက်ရှိပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးမစတင်ခင်မှာလည်း Channel လေးကိုလိုက် Subscribe နဲ့ဗီဒီယိုလေးကိုလည်းလက်မလေးနှိပ်ခဲပေးဖို့အားလုံးတောင်းဆိုပါရစေ။ကဲဒါဆိုဆက်လိုက်ကြပါဦးခင်ဗျာ။ဦးလေးဖိုးထုံးမိမမက်ကြီးကစင်ကုတ်စုံကြီးမှန်တုတ်တိသွားရဲ့လေ။ ဟိုဒီနေ့ကပဲဥပဒါကိုလေထဲမှာလာပြီးတော့ဇေယီတိုင်းထွားပြီးပညာဆန်းသွားတယ်မှောက်လားဗျာအဲ့ဒါနဲ့ကျုပ်လေးအဖေကိုကပ်ပြောတာပေါ့ဗျာအဖေဦးလေးဖိုးတို့မိမမက်ကြီးကဆုံးမကြီးဗျာအဖေကထုံးစံတိုင်းခဲ့ရေးပဲဗျာအဖေမှာအကျင့်တစ်ခုရှိတယ်ဗျာအဲ့ဒါကတော့မှင်ကောင်းတာပဲဒီငိန်နယ်လို့ပဲပြောရမှာပေါ့နော်တခုခုပြောလိုက်ရင်ဘယ်တော့မှစောက်တရားမရဖြစ်မသွားဘူးဗျာအေးစိစိပဲနေတတ်တာကျုပ်တို့ငငယ်တော့ကတော့အဖေကိုကြည့်မရခဲ့ဘူးပေါ့ တခုခုပြောလိုက်ရင် ADA ဆက်ကြီးနဲ့ဆိုပြီးတော့မကြိုက်ဘူးပေါ့ဗျာကျုပ်ကမက်ဂျီကိုဆုံးမလို့ပြောလိုက်တော့အဖေကဘာမှမတုံ့ပြန်တာနဲ့ကျုပ်လည်းမကျေနပ်ဘူးပေါ့ဗျာအဖေကလည်းဆုံးမမှန်သိနေရေးရွာမှာပေါ့ဗျာဒါရေဆုံးမဖြစ်ကြောင်တက်တည်တွေမှာမရှိတာကွာနောက်ပြီးတော့သူကလည်းအဖေတို့နဲ့အမျိုးတွေဆိုတော့မကောင်းဘူးပေါ့ကွာငါသားလည်းပါဆက်ကိုစီးကန်းရှိပါဒီเจ้าနေရာသားကြီးတိကောင်မကောင်းဘူးဖြစ်ကုန်မယ်အဖေစကားကိုကျုပ်လည်းနားထောင်လိုက်ပါတယ်ဒါပေမဲ့ကျုပ်ကလည်းတခုတည်းအောက်မထနိုင်ပါဘူးဗျာ ဒါနဲ့အမေကိုပြောပြလိုက်တယ်။အမေဦးလေးဖိုးတို့မင်းမမက်ကြီးဟာချီစားဆုံးကြီးဗျာ။ဟေးနင်ဘလို့သိရလဲ။နင့်ကိုဘသူကပြောလို့လဲ။ပြောတာမဟုတ်ဘူးဗျာ။ကိုယ်တိုင်မြင်ခဲ့တာ။အဲ့ဒီမိမကြီးကမနေ့ကလေထဲမှာဥပဒေကြီးကိုစိန်ခေါ်ပြီးတော့ပညာရေးဆန်းသွားသေးတယ်ဗျာ။အမေကကြုတ်ပြောတာကိုယုံသွားပုံရတယ်။ချင်းနေအဲ့ဒီကောင်မှငါနဲ့လေစကားပြောတာအပေါက်လည်းမတည့်ဘူး။ဒါဆိုရင်ဒေါ်ချိုးကြီးပြောတာမှန်နေပါပြီ။ ဒေါ်ချိုးကြီးကဘာပြောလို့လဲမေးဒေါ်ချိုးကြီးရဲ့တမက်ကအောက်ပြန်မဟုတ်လားမက်ကြီးတို့နေတဲ့ရွာနဲ့သူတို့ရွာနဲ့ဘေးချင်းကက်ဆိုပဲသူပြောတာမက်ကြီးတို့တမိသားစုလုံးကဆုံးနေတဲ့မက်ကြီးတို့ရွာလူဆိုလို့ရှိရင်ဝိုင်းပြီးကျင်ထားကြလို့ခြောက်နှပေးမှာတဲထိုးပြီးတားမိတွေနေသွားတယ်လေဟာဦးလေးဖိုးတော်ကလည်းတွေ့လဲတွေ့တယ်ပါလေဗျာနေဦးလေးဖိုးတော်ကလည်းလူပြိုကြီးကလည်းလူပြိုကြီးသူ့ကိုရွာလူတွေကယူမဲ့လို့မရှိဘူးမဟုတ်လားဒါနဲ့ဒေါ်ချိုးကြီးတမက်နဲ့လိုက်သွားပြီးတော့အောက်ပြန်ငပိငှချောက်ကုံသွားကွင်းနဲ့ ချောင်းပေးရဲ့မက်ကြီးနဲ့တွေ့ပြီးကြိုက်သွားတာလေလေဦးလေးဖိုးထွန်းကမက်ကြီးရဲ့ဆုံးမဆိုမသိဘူးလားနေဦးလေးဖိုးထွန်းကမက်ကြီးကိုတွေ့ပြီးတပတ်လောက်လဲနေရောဒါမင်းမစားဟင်းမစားတော့ဘူးနဲ့ပါဇက်ကမက်ကြီးမက်ကြီးနဲ့တကြီးကြီးနဲ့អော်နေလို့နောက်ဆုံးပေးစားလိုက်ရတာတဲ့ဆုံးကိုယူတော့နေဦးလေးကိုလည်းဒေါ်ချိုကြီးတမဲရွာရွာသားတွေကရွာမှာမထားတော့ဘူးနဲ့နှင်ထုတ်လိုက်လို့အခုဒီကိုပြန်ရောက်လာတာမဟုတ်လားဟုတ်ပါတော့ဦးလေးဖိုးထွန်းကအဲ့ဒီပုပ္ပဝါမက်ကြီးဆိုရင်မိမကြီးဘာကြည့်ပြီးယူခဲ့လဲမသိပါဘူး ဟဲ့နင်းဦးလေးကတိမလားဟာ။ဟောကမတရွာသားဆိုပြီးတော့ဆေးခတ်လိုက်တယ်နေမှာပေါ့။ဇုံးမတွေကယာတီတွေးကိုကိုင်းရတဲ့ထည့်ပြီးတဖက်လူကိုကြွေးလိုက်။တဖက်လူကတန်တန်ဆွဲဖြစ်သွားတယ်ဆိုပဲ။အမေပြောတာဟုတ်တယ်လို့လို့ပဲဗျ။အဲ့ဒီနောက်ပိုင်းအစားပြီးအမေကမက်ဂျီနဲ့တိတ်စကားမပြော။အမျိုးတွေဆိုပေမဲ့မတိတယ်လို့ပဲနေတယ်။မက်ဂျီကလည်းကျုပ်တို့အိမ်ကိုမလာပါဘူး။တခုရှိရင်တောင်သူ့ယောက်ျားဦးလေးဖိုးထွန်းကိုလွှတ်လိုက်တယ်။အမေတို့တမျိုးလုံးကလည်းမက်ဂျီကိုတစောင်းစင်းနဲ့မျက်ချီလို့မတည့်ကြဘူးပေါ့ဗျာ။ မက်ဂျီဟာဥပါဒါနဲ့ထိတ်တဲမတွေ့ပေမဲ့ရွာမှာတော့ဖန်းစားနေတုံးပဲဗျ။ဒါပေမဲ့ရွာမှာမြဲနေရတဲ့သူတော့မဟုတ်ပါဘူးဗျ။ရွာလာလေတဲ့သူတို့ခဏတည်းတည်းတရွာသားတွေကိုဖမ်းဆားပြီးတော့ရွာသားချခိုင်းတယ်ဝေပြု။ဥပဒါကြီးကဝင်မပေါက်။မက်ကြီးလောက်ကတော့ဈေးဆရာဥမက်ကြီးကဂိုင်းတွေနိုင်တယ်မဟုတ်လို့ရွာသားချလိုက်တယ်နဲ့အဆင်ပြေသွားတာပဲဗျ။မက်ကြီးကအမေသားဝတ်သားဆိုတိတ်ကြိုက်တာ။အကြိုက်ဆုံးကတော့ဝတ်သားပေါ့ဗျ။ဝတ်ဆိုလည်းအစီဒီတူနဲ့သုံးတက်သားမှကြိုက်တာ။ဝတ်သားကျုပ်တို့စီမှာရှားတယ်ဗျ။မြို့တဲ့ဝင်မှာရတာဦး။ အဲတခုပြောပြအောင်ပဲဗျအဲ့ဒီနေ့ကကျုပ်တို့မျိုးတယောက်ရွာကိုလာလဲပါရောအဖေဘက်ကဆွေမျိုးမကင်းနေပါဗျအဖေကလည်းအမျိုးများတယ်အတိုင်းဝန်းကြီးတယ်မဟုတ်လားဟိုထက်ဘက်ကဆင်းလာကြတဲ့လူဟုတ်ကခတ်တောင်းတောင်းပဲကလေးအပါဝင်လူရှိရလို့ရှိကျုပ်တို့ညာသားတွေကလည်းအမျိုးဆိုရင်ခင်းနေဗျလူဘလောက်များများစိတ်မကွက်ဘူးမဟုတ်လားကလေးတွေက6ယောက်သူတို့လင်မယာ2ယောက်ကလေးတွေကလည်းခြံနဲ့ပြေးလာဆော့တာဗောအိမ်ကညီမတွေနဲ့လည်းအဖို့ရတယ်လေကလေးတွေဆော်လုံးလို့လူပြိုပေါက်ဖြစ်နေတဲ့ကျုပ်တော်မှာအတော်မျက်စိနှောင်နေတယ် ။ဒါကြောင့်မို့လဲအမေရဲ့ကျုပ်တို့ငန်းကြီးကမြောက်တီလို့ခေါ်ခဲ့တာနေမှာဗျ။ညနေထမင်းစားပြီးတာနဲ့ကလေးတွေကတန်းစီပြီးအိတ်တော်တာပဲဗျ။ကျုပ်တို့အိမ်မော်တက်ဝရန်နာမှာတကားဖွင့်ပြီးအိတ်ကြတာပေါ့ဗျ။လေးလေးတဖြည်းဖြည်းနဲ့အိတ်လို့တိတ်ကောင်းတာ။အေးဒါပေမဲ့ညသာကောင်တနားရီလောက်ရောက်တာနဲ့ကလေးတွေအားလုံးကထပြီးငိုကြတာပဲဗျ။ကလေးငယ်တွေမပြောနဲ့။ကလေးတွေကအကြီးဆုံး၁၂နှစ်လောက်ရှိမဲ့ကောင်လေးကလည်းငိုလိုက်တာဗျ။စကားမီးတော့လည်းဘာမှမရဘူးဗျ။ဘလုံးပထွေးတွေပြောပြီးငိုကြတာ။အဖေရအဖေအเจ้าတော်တောက်တော်ကြီးစွန့်ပြီးတိုက်တယ် တောက်တော်ရင်နဲ့ပတ်တော်မှာငြိမ်ကြသွားတာဗျအဲ့ဒီလူကညာရင်ဖြစ်နေတာသုံးရလောက်ဇက်တိုက်ဖြစ်တော့အဖေတို့ကလည်းတခုဆိုတာတိနေပြီလေညာရင်ထငိုကြတော့လူကြီးတွေလည်းအေးအေးပြတ်တာပေါ့ဗျာဒါနဲ့ကျုပ်လည်းဥပဒါကြီးကိုတတိရသွားတာပေါ့အဖေကပြောတော့အဖေကဥပဒါကြီးကိုမခေါ်ခိုင်းဘူးဗျဒါနဲ့ဈေးဆရာကြီးကိုတော့ပြင်ရတာပေါ့ဈေးဆရာကြီးစစ်တော့ဘယောကဆိုတာတန်းပေါ်တာပဲဗျအလမ်းမမကြပါဘူးတကောလုံးတုံရင်လာပြီးတော့စကားကြီးပြောတယ်ငါဝတ်သားစားခြင်းနဲ့ဝတ်သုံးတတ်တာနှစ်ပိတ်တာဟုတ် ရွာတစ်ဖက်လမ်းကံပြက်နားကြီးမှာတွားထားပေးပါမပေးရင်ခုနှစ်ရက်ပြည့်နင်တို့ငါ့အကြောင်းသိစီရမယ်ကလေးမိပါလေလဲထိတ်ထိတ်လန့်လန့်နေပေါ့ဗျာဒါနဲ့ရွာစာ၆ကိုသဘောတူလိုက်တယ်ကျုပ်ကတော့မကျေနပ်ပါဘူးဗျာဈေးစရာကြီးမို့လို့ဒါဒီဆုံးကိုကြွေးခိုင်းတာဥပဒါကြီးဆိုရင်တော့မက်ကြီးကိုအပြည့်နှိမ့်ကုန်လိုက်မှလို့တွေးပြီးတော့အကျိမ့်မနိုင်ခဲမရဖြစ်နေတာပေါ့ဗျာနောက်တနေ့တော့ကျုံတဲ့အကိုကြီးနဲ့တမ်းမြေရွာကိုတက်ရတယ်ကျုပ်တို့ရွာကားလမ်းမှာမပေါက်တာတမ်းမြေရွာကနေမြိုင်သားကိုကားကြီးတွေသွားတယ်စစ်ကြံတစ်သားကားကြီးတွေပါဒေါ့ဂျစ်လို့ခေါ်တဲ့ကားကြီးတွေပေါ့ တို့တို့ဘက်တော့အဲ့ဒီကားလေးကိုခွေးကောင်းကားလို့ခေါ်ကြတယ်။အဲ့ဒီကားကြီးတွေကောင်းခွေးကောင်းကြီးနဲ့တူတယ်လေ။အဲ့ဒီကားကြီးနဲ့မြိုင်သားကိုလိုက်သွားပြီးတော့ဝက်သုံးတက်တာဝဲတာပေါ့ဗျာ။မြိုင်သားပြန်လာတော့ညနေတောင်စောင်းတော့မယ်ဗျ။အိမ်ရောက်တော့အဲ့ဒီဝက်သားတွေကိုမကြက်တကြက်ချက်ပြုတ်ပြီးတော့ဂံပြက်ကြီးရဲ့ဘောင်ပေါ်မှာတောချပေးထားလိုက်တယ်။ဂံပြက်ကြီးဆိုတာတချင်းရဲ့တောက်ရီကန်ကြီးဗျ။နောက်တော့ကံမတက်နော်ရာနဲ့မတောက်တော့တဲ့ပြင်ပြစ်ထားလိုက်တော့ကံပေါင်းနေပြိုချပြီးတော့ရွှွန့်နေနုံနေပဲရှိတော့တဲ့ကန်ကြီးပေါ့။အဲ့ဒီမှာချထားပြီးတာနဲ့ကလေးတွေကကောင်းသွားတာပဲဗျာ။ ကလေးတွေကောင်းသွားတော့နောက်တနေ့ပဲအမျိုးတွေပြန်ပြေးကြတာတားလို့တော့မရတော့ဘူးပြို့ကျုပ်လည်းမကြင်နဲ့တာနဲ့မက်ကြီးတို့စောင့်ကြည့်တယ်ဗျဦးလေးဖိုးထွန်းကလှုပ်ပင်မလို့လားမသိဘူးတဖြည်းဖြည်းပိန်လာပေမဲ့မက်ကြီးကတော့အသားတွေတောင်းစားနေလို့မသိပါဘူးဝါတုပ်ပြီးအစီဒီကိုနှစ်နေတာပဲဗျအသားတွေကဖောင်းဖောင်းကြီးနဲ့ဝက်ကြီးတစ်ကောင်နဲ့တောင်တွေ့ပါသေးတယ်တရက်တော့လေတွေကနေဥပါသာနဲ့ကျုံနဲ့နွားတွေဆွဲပြီးတော့အတူတူပြန်လာကြတာပေါ့နေရာလည်းအတော်စောင့်နေပြီလေပြန်လာရင်လည်းရွာထွက်ရောက်တော့မက်ကြီးနဲ့တွေ့တယ်ဗျ မက်ကြီးကခမောက်ကြီးကိုငိုက်ဆိုင်ငိုက်ဆိုင်စောင်းတာ နေလဲမပူမိုးလဲမရွာနဲ့ဘာဖြစ်လို့လဲပေါ့ဒုတို့နောက်ရောက်တော့ခမောက်ကိုငုံပြီးစောင်းလိုက်တယ်ဗျဒုတို့ဖြတ်တော့ဥပဒါခါထောက်ပြီးတော့မက်ကြီးကိုကြိလိုက်တယ်မက်ကြီးနေအဲ့လိုမလုံနဲ့တော့တောင်မွားကိုတော်လေးကိုသွားမစမ်းပါနဲ့မက်ကြီးကဥပဒါရိုးတစ်ချက်မော့ကြည့်ပြီးတော့ဆဲပါလေရောဗျဂျုံလဲမက်ကြီးမျက်နှာကိုဖြတ်ခနဲ့တွေးလိုက်တာသူမျက်နှာတစ်ခုလုံးမှာဇီးကင်းလောက်ရှိပဲအဖူကြီးထနေတယ်ဗျဥပဒါကတော့ထုံးစံတိုင်းခက်ပြုံပြုံပဲဗျဟဲ့ နေငါ့ကိုလာမဆဲနေဟိုတခါခံထားရမမှတ်သေးဘူးထင်တယ်ဒီမဲ့ဖိုးကြီးရင်းနဲ့ကျုံနေပညာပြိုင်ကြမယ်ကျုံလဲခုတလောပညာစွမ်းနေစူးစောင်းမိတာမနေဘူးဥပါသာခါထောက်လိုက်ပြီးတော့အောက်မှာနေငါ့ကိုဆဲနေတယ်ဗောဘာသာတို့ကအချိန်မီးနေရမယူဟိမက်ကြီးကဥပါသာကိုလက်ညှိုးထိုးပြီးတော့ဒီမဲ့ဖိုးကြီးကျုပ်ရှင်းကိုနိုင်လို့ကတော့ရှင်နေရတကဝင်းပါပါနေရအောင်ရက်တန်းရက်လိုက်စမ်းဒီမဲ့မက်ကြီး ။ညီရရွာလူတွေကိုဖမ်းဆနေရငါမသိဘူးညထင်းနေလား။ဒါအပြင်ပေတော့ရွာတမ်းမြေွာလူတွေမကြံငက်ကြီးကြနေရောငါမမြင်ဘူးမှတ်နေသလား။ငါညီကိုတနာလို့စားပါစီရောဆိုပြီးဘာမှဝင်မပြောတာနော်။ညီကိုညီအကောင့်မှတ်မနေနဲ့။အောင်မေအပူရအာကျင်းနေပြန်ပါပြီ။ရှင်တက်တီရှင်ကျုပ်ခမောက်ကိုရအောင်ဖမ်းလိုက်စမ်းပါ။မက်ကြီးကခမောက်ကိုဥပဒါကြီးစီကိုလှန့်ပြထည့်လိုက်တယ်။ခမောက်ကြီးကခြာလက်ပတ်လဲပြီးတော့ဥပဒါကြီးကိုတဲ့တဲ့ကြီးပြန်ဝင်လာရဲ့ဗျ။ဥပဒါခမောက်ကိုလက်နဲ့ပုတ်ထွက်လိုက်တော့ ခမောက်ကဘေးကိုပြန်ထွက်သွားပြီးတော့ချုံမင်းလေးကိုထိသွားတယ်ဗျာချုံမင်းလေးကခမောက်အနာဆုံးနဲ့ထိတော့အပိုင်ပိုင်ပြတ်ထွက်ကုန်တယ်ခမောက်ကြီးကလည်းလမ်းဘေးနားကိုကိုဝင်းတပင်ရဲ့ပင်စီမှာထောင်ဝင်နဲ့သွားဆိုင်တယ်ဗျာပြန်တော့ပြုတ်ကြမလာဘူးတို့ဖြင့်ချုံမင်းလေးကိုကြည့်ပြီးလန့်နေမိတယ်ဒီချုံမင်းလေးဆိုတာဓာတ်နဲ့တောင်အတော်ဆွဲခုံရတယ်ချုံမင်းဗျာခမောက်နဲ့ထိုံနဲ့ပြတ်ထွက်သွားတယ်ဆိုတော့တော်တော်အံ့ဩစရာကောင်းတယ်မက်ကြီးကမချင်းနဲ့သေးဘူးဗျို့ဒီတခါသူစီထားတဲ့ခုံမနဲ့ဥပဒါကိုလှန့်ပြပောက်ထည့်လိုက်တာဥပဒါသူစီပြန်လာတဲ့ခုံမနဲ့ကိုတစ်ချက်ပဲကြည့်လိုက်တာ ဂုံဖနက်ကလူလဲနဲ့ပုတ်ချလိုက်တယ်လို့မြေပေါ်ပြုတ်ကြတယ်ဗျဘုံငနဲ့တိုင်ထွက်လာပြီးတော့ဂုံဖနက်ကမြေသားလမ်းပေါ်မှာတထားလောက် နေဝင်သွားတယ်ဗျမက်ကြီးကနောက်ဂုံဖနက်တစ်ဖက်ကိုဥပဒါစီကိုလှန့်ပြပြန်มาရောဒီတကာတော့ဂုံဖနက်ကလေပေါ်မှာတင်နှစ်ချက်ကွဲထွက်သွားတယ်ဗျမက်ကြီးကအဲ့ဒီတော့မှရုတ်ပြတ်သွားတယ်လူလုံးနေရာတွေကဥပဒါကိုတခုမှမတူဘူးဟဲ့မက်ကြီးနင့်အစွမ်းထားကုန်မလားဥပဒါမြေကြီးကိုဖနောင်းနဲ့ခတ်တတ်တာလေးပောက်ထည့်လိုက်တယ်။ဥပဒါရဲ့ခြေထောက်မှာဂုံဖနက်စီးထားတာဆိုတော့ မြေကြီးနဲ့ထိတဲ့အခါကွက်ခနဲ့အတန်ထွက်သွားတယ်ဗျ။အဲဒီလိုဖြစ်ပြီးတဲ့အခါမက်ကြီးဝတ်တိုင်တမိန်ကြီးကအောက်ကနေပန်ကားကြီးနဲ့ထိုးထည့်လိုက်သလိုအပေါ်လန်တက်သွားတယ်ဗျ။မက်ကြီးကအလန်တကြားနဲ့ထမင်းကိုပြန်ပြီးဆွဲချတယ်။အရှိကိုဆွဲချရင်အနောက်ထမင်းကလန်နေ။အနောက်ကိုဆွဲချရင်လည်းအရှိထမင်းကလန်ရောဗျ။နောက်ဆုံးမက်ကြီးတရားကိုလက်တစ်ဖက်ကိုထမင်းရှိကနေဆွဲ။ကြံတဲ့လက်တစ်ဖက်ကိုနောက်ထမင်းရဲ့နောက်ကနေအုပ်ပြီးတော့ရွာလေးကိုကွာတာကွာတာနဲ့ပြေးဝင်တယ်ဗျ။ဥပဒါနဲ့ကြုံဆုံးရဲလိုက်တာမှပြောအောင်နေပါနဲ့တော့ဗျာမက်ကြီးကဒီဖြစ်ပြီးကြတဲ့ဥပဒါကိုတွေ့မခံတော့ ဥပဒါအရှိရတော့ဖြတ်မလျှောက်ရတော့ပါဘူးဗျာတောင်မော်ကိုတော်လေးဆိုတာတော့ဥစဉ်တပါးပါတမ်းမြင့်ရွာကိုခဏရောက်နေတဲ့ဥစဉ်လေးပါဗျာဥစဉ်ကပညာတော်တော်ထက်တယ်ဗျဇုံတို့ဘယောကဥဒါမကဝင်နေဘရားတိုက်လို့အတိုက်ခိုက်ဒီဘာနိုင်နေသူကလှည့်လေသွားလာနေပြီးတော့လူနာတွေကိုကုပေးနေတာပေါ့ဥပဒါတောင်မော်ကိုတော်လေးနဲ့မက်ကြီးကဘာဖြစ်လို့လဲဗျာဘာမှမဟုတ်ပါဘူးကွာမက်ကြီးကတမ်းမြင့်လူတွေဖန်ဆားတဲ့လို့တောင်မော်ကိုယ်လေးရှိတဲ့အချင်းဆိုလို့ရှိရင်ရှောင်းအောင်လို့တတိပေးလိုက်တာကွာဒါဆို အဲ့ဒီတောင်ပေါ်ကိုတော်လေးနဲ့ဥပဒါနဲ့ဘသူကပူဆွမ်းတယ်လေဗျကျုံမေးခွန်းကကလေးမေးခွန်းဗျဒါပေမဲ့ဥပဒါကြီးကကြားတော့ပြုံးနေပြန်ရောဗျမင်းပြောသလိုသိကျင်နေဆိုရင်ငါတို့နှစ်ယောက်ကပညာပြန်ရမှာကွာဒါပေမဲ့ငါထင်တာတော့ကိုတော်လေးကငါ့ကိုနိုင်လောက်တယ်ကွာသူကသင်ကန်းဝင်ကြီးနေကွာနောက်တော့ငါနေလေ၃လေးကတော့စုံဘူးတယ်ဥပဒါကြီးကိုတော့နိုင်နေဆိုတော့ဒီဥစဉ်တော်တော်ဆွမ်းမယ်လို့ကျုပ်ခံမလိုက်တယ်ဗျနောက်တော့ရွာလေးကပြောစကားတွေရာ မက်ကြီးကတမ်းမြင်ရွာစီဆက်ပိုင်ရှိကိုသွားဖန်ဆားတာဟိုဟာကိုတော်လေးနဲ့ကုလိုက်တော့တံပြန်ပြီးတော့သူ့မျက်နှာတွေအဲ့လိုဖြစ်သွားတာပဲတဲ့ဗျာဦးလေးဖိုးထုံးကတော့ဘာမှသိဖို့မရဘူးသူ့မိမဖြစ်တာယောဂါလို့ထင်နေပုံပဲဗျာမက်ကြီးအစာတောင်းတဲ့ချက်ကတော့ဘီရောရွာတမ်းမြင်ရွာလူတွေပါမနေရပါဘူးဗျာမမရရအဲ့ဒီနေရာလာပြည့်နေပြီနောက်တဲ့နေဗျာဒကြီးဒကြီးလူတယောက်ခြံထဲကိုပြေးဝင်လာလို့ကျုပ်လည်းလှမ်းကြည့်လိုက်တာပေါ့အချိန်ကမနေ့အစောကြီးရှိသေးတာကျုပ်တို့တော့မနေ့စာမစားရသေးဘူးဗျာ တို့တို့တော့မှမနက်ဆောင်မနက်9နာရီလောက်စားကြတာဆိုတော့အဲ့ဒီထက်တော့ဆုံးနေသေးတယ်ဗျာရေကြီးတုပ်ပြာနဲ့ပြေးလိုက်သူကကိုအောင်ဘူးလို့ခေါ်တယ်ဗျာဘာဖြစ်တာလဲအောင်ဝေးမက်ကြီးမက်ကြီးဗိုက်ကြီးပွင့်ပြီးတော့ဓာတ်တန်းလေးနဲ့ဆုံးသွားတယ်ဗျာအဖေကကိုအောင်ဘူးနောက်ကိုလိုက်တော့ပစိုးပြင်ဝက်တယ်ဒါမျိုးတော့ကျုပ်လဲဘယ်လက်လွတ်ခံမှမလဲအဖေနောက်ကနေအပြည့်လိုက်ခဲ့တာဗောဗျာဦးလေးဖိုးထွန်းတို့အိမ်ရှိမှလူတွေစူယုံစူယုံနေဖြစ်နေကြတယ်ဦးလေးဖိုးထွန်းကအိမ်တကိုင်းပိတ်ထားပြီးတော့ အိမ်ရှိတကားမှာကိုင်းခုတ်တားကြီးကိုင်းပြီးရက်နေလို့ဗျငါနဲ့မကက်နဲ့တော့ငါအိမ်ထဲဝင်နေတော့ငါတတ်ပြင်မယ်မျက်ထောင်နီးနေတော်တော်ကိုကြောက်စရာကောင်းတာဗျရွာလူတွေကလည်းအုံခဲနေတာဗောအဖေရောက်လာတော့အားလုံးကနောက်ဆုပ်ပေးလိုက်တယ်ကျုပ်လည်းအဖေနောက်ကနေလိုက်သွားတာဗောဗျာဟေးဘုဒ္ဓရက်လိုက်စမ်းငါကြည့်စမ်းမယ်မကြည့်ရဘူးခမရရှိတူလာရင်ရှိတူခဲ့ခမရကိုအရင်ခုတ်တတ်ပြင်မယ်ဒီအချိန်မှာပဲရွာကာလာသားတွေကဝရင်တို့တွေလှန်နေကြပြီးတော့ရောက်လာကြတယ်ဗျာ ။ဒကြီးဖေပြဒီကောင်ကိုကျုပ်တို့ဝိုင်းပြီးရိုက်မယ်။မလုပ်ပါနဲ့ကွာ။ရွာသားချင်းချင်းတွေတွေ့တဲ့အတိုင်းမလုပ်ကြပါနဲ့။ဦးလေးဖိုးထွားပုံမှန်ဆိုရင်အေးအေးဆေးဆေးနေတတ်တဲ့လူဗျ။အခုတော့သူ့ကိုကြည့်ရတာတရေကြီးဘလူကြီးတကောင်လိုပါပဲဗျာ။နောက်တော့ဓာောက်တရေနဲ့ဝှေ့ရနေတာနဲ့ကျုပ်တို့လည်းနောက်ကိုဆုပ်လိုက်တယ်။ဖိုးတော်မင်းလည်းတရားဓာောက်ချလိုက်စမ်းပါငါတို့မင်းကိုဘာမှမလုပ်ပါဘူးကွာ။ဒါနဲ့ပဲကိုအောင်ဖို့ကိုမေးကြည့်ရတာပေါ့ဗျာ။ကျုပ်ဒေချာတွေးလိုက်တာဗျာ။ သူကထင်းကုန်လေလို့ကိုဖိုးထုံးစီထင်းခဏယူမယ်ဆိုပြီးတော့အိမ်မေးကိုလာမှအိမ်ကတအိနဲ့အော်တန်ကြတာနဲ့ကျမ်းပေါ်ကနေချောင်းကြည့်လိုက်တာဗျအထင်းမှာမက်ကြီးကထားတန်းလိုက်နေဗျတို့ရည်လည်းအိုင်ညာပဲကျမ်းပေါ်ကြရတော့ကြာနေအခုတော့ဦးလေးဖိုးထုံးကဓာတ်ချင်းချင်းနဲ့မို့ဘသူမှမသွားရတော့ဝါဘူးယာအဲ့ဒီချိန်မှာပဲဥပဒါကြီးကနွားနှက်ကောင်ဆွဲပြီးတော့ရွာရီကနေဖြဲနေကျုပ်တို့တွေ့သွားပါရောဗျကျုပ်လည်းဥပဒါကြီးကိုပြေးသွားတာပေါ့ဂေတင်ရှင်တွေ့သွားသလိုမျိုးပျော်သွားတာပေါ့ဗျဥပဒါကြီးလောက်ပါအောင်ဗျ ဥပဒါရခါထောက်ပြီးကြည့်နေရဗျာဟာဘိုးထွန်းဆေးပေါင်နေပြီဟာငါ့ကိုရေတပုံးပေးတယ်ကျုပ်လည်းအနီးနားအိမ်ကြီးကတန်ဖြူရေပုံးတစ်လုံးကိုရေခတ်ပြီးတော့ပေးလိုက်တယ်ဥပဒါရသူ့လက်ကိုရေပုံးနဲ့နှက်လိုက်ပြီးတော့ရေကိုလက်ဝဲရေရစ်ပြီးတော့လက်ကိုမှွေးနေရဗျာနောက်တော့ကျုပ်ကိုရေပုံးကြီးပေးလိုက်ပြီးတော့သွားစမ်းအဲ့ဒီကောင် သွားပတ်လိုက်ကွာကျုပ်လည်းရေပုံးကြီးကင်ပြီးတော့ဓာတရရန်နဲ့ဥလေးဖိုးထွန်းရေနဲ့ပတ်လိုက်တာပေါ့ဗျာတဘုံလုံးနဲ့ပတ်လိုက်တာဆိုတော့ဥလေးဖိုးထွန်းတကောလုံးရေတွေရွှဲသွားတာပေါ့ အဲ့ဒီတော့မှဦးလေးဖိုးထွန်းကငေါငေါကြီးရက်နေတယ်ဗျနောက်တော့လက်ထရကိုင်းခုတ်တာကိုမြေပေါ်ပြစ်ချလိုက်တယ်ကျုပ်ကျုပ်ဘာတွေဖြစ်နေရလဲကာလာသားတွေကဦးလေးဖိုးထွန်းကိုဝိုင်းပြီးဖမ်းချုပ်လိုက်ပြီးတော့အဖေကလည်းတကားဖွင့်ပြီးအိမ်ထဲဝင်ခဲ့တာဗောဗျကိုအောင်မှုပြောတဲ့အတိုင်းပဲဗျအိမ်ငယ်ထဲမှာဘေးဆောင်ကြီးလဲနေတဲ့မက်ကြီးကိုတွေ့သွားတာဗောဒါတချောင်းကလည်းမက်ကြီးရဲ့ကိုလုံးကိုဖောက်ပြီးဝင်နေတယ်ဗျကြောဘက်မှာဓာယုံနဲ့ဓာသောကဖိုက်အရှိအထီကိုပောက်ထွက်နေတာဗျမျက်နှာကြီးကလည်းပြူးပြူးပြဲတဲ့နဲ့တော်တော်ကြောက်ဖို့ကောင်းနေဗျ အဖေကလည်းရရွာလူကြီးတွေခေါ်ပြီးတော့မက်ဂျီကိစ္စကိုစီစဉ်ကြရတယ်။အရင်ဆုံးမက်ဂျီကိုသူများတတ်သလားဆိုပြီးမေးမြန်းရတာပေါ့ဗျာ။ဒါပေမဲ့ဘသူကမှမက်ဂျီကိုမတတ်ကြအောင်မက်ဂျီကတညာလုံးသူ့အိမ်ထဲမှာပဲရှိနေတယ်ဆိုပဲဗျာ။အဲအဲ့ဒါမက်ဂျီကတောင်ပေါ်ကိုလိုလင်းနဲ့ပညာပြိုင်ပြီးရှုံးသွားတာပဲဖြစ်ရမယ်။ကျုပ်အော်ပြောလိုက်မိတယ်ဗျာ။လူတွေကလည်းဒုလိုဒုလိုပြောနေကြတာပေါ့။ဥပါဒါကြုံရင်းကိုပိတ်အုပ်ထည့်လိုက်တယ်ဗျာ။အလက်ကောင်ရမင်းဘာလို့ချုပ်ပြောနေရလဲကွာ။ ကာလာသားတွေကမက်ဂျီလောင်းကိုချက်ချင်းမီးရှို့ဖို့လှုပ်ကြခိုင်းကြတယ်ဗျကျုပ်တို့ရွာရဲစခန်းတွေပိုင်းနဲ့ဝေးတယ်ဆိုတော့ဒီအတိုင်းပဲမက်ဂျီလောင်းကိုမီးရှို့လိုက်ရတယ်မီးရှို့တဲ့ခါမှလည်းထူးဆန်းတာတစ်ခုတွေ့တယ်ဗျလူတွေအစိမ်းလောင်းကမီးလောင်မို့တော်တော်ရှို့ရတယ်ဆိုပေမဲ့မက်ဂျီအလောင်းကြတော့မီးတို့လိုက်တန်းနဲ့ရှိတ်ခနဲ့လောင်တာဗျဒင်းယူစီကိုမီးနဲ့တို့ရတယ်လို့ပဲလောင်နာလည်းနိုင်ဝက်လောက်ပဲကြားတယ်အကုန်ပြဖြစ်ကုန်တယ်ဗျကျုပ်တို့ကထူးဆန်းနေဆိုပြီးပြောနေပေမဲ့အဖေတို့လူကြီးကတော့မက်ဂျီကအစီရီစုနေလို့မီးလောင်လွယ်ရလို့ပြောကြတာပဲဟုတ်မဟုတ်တော့ကျုပ်လည်းမသိပါဘူးဗျာ နောက်ရကြတော့ဥပဒိုင်းနဲ့တွေ့တယ်။ဥပဒာမက်ကြီးဟာတောင်မော်ကိုရော်လေးနဲ့ထိတဲ့တွေ့ခဲ့တာမဟုတ်ဘူးလား။ဟုတ်တယ်ကွာ။ဟမ်ဒါဖြင့်ဟိုနေ့ကကျုပ်ကိုဘာတွေလျှောက်ပြောနေရလဲဆိုပြီးနင်းရအုပ်သွားသေးတယ်။မင်းစကားရွာထဲမှာပြန့်ကောင်မှာဆိုးလို့ဟာလက်ကောင်ရ။အဖြစ်ကတော့ဒီလိုဟိမက်ကြီးဟာတောင်မော်ကိုရော်လေးနဲ့တခါရှုံးပြီးတော့ကိုရော်လေးရဲ့တစ္ဆာဆုခွင့်လိုက်တာဖြစ်မယ်ကွာ။တခြားသူတွေရောမနှောက်ရှက်ပါဘူးဆိုတဲ့တစ္ဆာပေါ့ကွာ။ အခုမကြီးကတစ္ဆာပေါတော့သူ့တစ္ဆာသူပြန်ဆိုးပြီးတေးသွားတာဖြစ်နိုင်နေကွာတုံးเสียอยู่ပါဗျာအဲ့ဒီမကြီးကသူ့ဟာသူချီစားတော့အကောင်းပဲစားရင်တောင်ရင်စားလွန်တော့လို့အခုလိုဖြစ်ရတာဗျာအစားမတော်တလို့ဆိုရင်မကြီးကိုပြောတာနေမှာကွာငါလဲမကြီးတယောက်ထိတော်မယ်လို့ထင်းတော့ထင်းသားဥပဒါဘယ်လိုထင်းတာတော့ဗျာဇုံးနေရွာသူတွေကစီးထားရတယ်ကွာဘယ်နှလမှာတစ်ခါလောက်ပဲစားရမယ်ဆိုပြီးတော့ဗောတို့နေမှာဇုံးနေတော်တော်များများရှိပေမဲ့ဘယ်သူမှမကြီးလောက်ငက်ကြီးမကြကြဘူးကွာ စားရလူကပိုးပြီးငတ်တယ်ဆိုလို့မက်ကြီးကစားတောင်းတဲ့တော့အခုသူ့ထက်ဆွမ်းတဲ့လူနဲ့တွေ့တဲ့အခါခံသွားတာပေါ့ကွာနောက်မှသိရတာကဦးလေးပိုးထွန်းကိုမက်ကြီးကဈေးတွေခက်ပြူးစားပြီးတော့လိုတလိုခိုင်းစီနေတာပဲလေဗျာဒါပေမဲ့ဦးလေးပိုးထွန်းကမက်ကြီးကိုတကယ်ချစ်ခဲ့ပုံရတယ်ဗျာမက်ကြီးတည်သွားတော့သူ့ခင်ဗျာတမန်မန်တထွန်းနေဗျာမက်ကြီးတည်ပြီးတော့တပတ်ပဲကြားတယ်ဦးလေးပိုးထွန်းတရားငပိကုံကူးမယ်ဆိုပြီးရွာနေထွက်သွားလေရဲ့ဗျာမထွက်လို့လည်းမရဘူးလေရွာလူတွေကဦးလေးပိုးထွန်းကိုဆုံးမလင်းဆိုပြီးပြောနေကြတာသူပဲခံနိုင်မလဲဗျာ အဲ့လိုထွက်သွားပြီးတော့တိတ်မကြပါဘူး။အောက်ပြေအောက်ရောက်မှအိမ်အောင်ထက်ကြတယ်ဆိုးဝဲပြာ။အခုဦးလေးဖိုးထွန်းရဲ့မြေးတောင်အပြိုပေါက်ရွယ်ဖြစ်နေပြီပေါ့။မတ်ကြီးတည်သွားပြီမဲ့အခုထိရွာမှာမတ်ကြီးအကြောင်းပြောဆိုနေတတ်တယ်ဗျ။နောက်ပြီးမတ်ကြီးတို့ခြံဆိုတာဝယ်မဲ့သူမရှိနေမဲ့သူမရှိပါဘူးဗျာ။အခုအဲ့ဒီနေရာရွာလမ်းမကြီးပေးကွန်ကရစ်ခင်းထားတဲ့လမ်းပေးအကွက်အကွင်းကောင်းဖြစ်သွားပြီမဲ့ဘသူမှနေမဲ့လူမရှိပဲချမ်းပြက်ကြီးဖြစ်နေတယ်ဗျ။မတ်ကြီးတည်သွားပြီမဲ့မတ်ကြီးမွေးထားတဲ့တရေတွေကရွာလူတွေကိုချောက်လန့်နေသေးတယ်လေ။ ဒီနေ့တော့တော်တော့ပြီဗျာနောက်ရကြမှာမက်ကြီးမွေးထားတဲ့တိရိပ်သုံးအောင်ချောင်းပြောပြအောင်မယ်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇာလန်လေးကတော့စာရေးဆရာအက္ခါဆိုရေးသားထားတဲ့စုံထီဥပါဒန်နဲ့မက်ကြီးရဲ့ဏီကုံဆိုတဲ့ဇာလန်လေးပဲဖြစ်ပါတယ်နားဆင်ပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့တင်ဆက်သူစာနေပဲဖြစ်ပါတယ်